င်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညချမှုဦးစီးဌာနကနေမက်လ24ရက်ဒီကနေ့နဲ့9နှစ်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ပင်လယ်ပင်လယ်တောင်ပိုင်းတို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ချမ်မင်္ဂလာပင်လယ်တို့တွင်တိမ်နေငယ်ဖြစ်ထွန်းနေပါမည်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကွက်ကြားမိုးထစ်ကြောင်းရပါမယ်။ရွာရာနှုန်း80ဖြစ်ပါတယ်။နေပြည်တော်နဲ့ကယားပြည်နယ်တို့တွင် အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။မြမပင်လေပင်တွင်လိုင်းနေငယ်မှလိုင်းတင့်တင့်ရှိပါမယ်။လိုင်းမြမမြမကံရုံတန်းတရှောင်းနဲ့ကမ်းလွန်ပင်လေပင်တို့တွင်လေးပင်မှ၆ပင်ခန့်ရှိနိုင်ပါသည်။ နောက်နေ့အတွက်ခမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေအပူချိန်များအနည်းငယ်တိုးလာနိုင်ပါတယ်။နေပြည်တော်ရန်ကုန်မြို့နယ်ဒီတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့အများအပြားတာယာပါမယ်။မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့တိမ်အင့်အင့်ဖြစ်တော့မှာမရှင်။